မင်္ဂလာပါခင်ဗျာမြစ်စော်ပေးချကျူစွပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်နည်းနည်းပြောင်းပြန်လေးပြောချင်ပါเนาะဆိုတော့ကျွန်တော်တို့ဟိုဘာပြောနေလဲဆိုတော့ resilience ဆိုပြီးတော့ပြောတာအကြံကြံခံရမယ်ဟိုကမာမာလေးနေနိုင်ရမယ်ဆိုပြီးတော့ကျွန်တော်တော့ရှောက်ပြောလာတော့ဘောเนาะဒါနဲ့ပြီးခဲ့တဲ့3လလောက်တည်းကစပြီးကျွန်တော်သတိထားမိတယ်တလားငါပြောနေတာများမှန်ရဲ့လားတကယ်ရောဟုတ်ရဲ့လားလို့ပြန်စဉ်းစားပြီးတော့ကျွန်တော်အထွေးစာအထွေးလေးတွေပေါ်လာတယ်ဘောเนาะ ။ဘာဖြစ်လို့ကျွန်တော်ပေါ်လာလဲကျွန်တော်ပြောပြမယ်နော်။ကျွန်တော်အားလုံးသိတယ်ပေါ့နော်။ဒီခေကြီးကဘာကြီးတစ်ခုလုံးကလည်းတရင်နေရတခါဒီနေ့ကကောင်းတယ်နောက်နေ့မကောင်းဘူး။နောက်နေ့ကျရင်ကောင်းတယ်။ဟိုဘယ်မှမရေရမသေးကြပြီးတော့ပုံမှန်ရှုပ်ထွေးတဲ့ခေကြီးတွေဖြစ်နေနော်။ဒါမှမဟုတ်ကျွန်တော်တို့ကအရင်ကဘာပြောခဲ့တာ resistance ရှိရမယ် resilience ရှိရမယ်ဆိုတော့မာခဲ့ပေါ့။ဒါနဲ့ကျွန်တော်ဘာဖြစ်တယ်သိလား။ကျွန်တော်ဒီ3လ5လမှာဘာတွေ့ရလဲဆိုတော့လူ3လ5 6ယောက်ကိုကျွန်တော်တွေ့တယ်သလား။သူတို့ကအရင်ခေတ်တည်းရတဲ့ပို့ပြီးစီးပွားရှာလို့ကောင်းနေတယ်ဗျာ နော်ကျွန်တော်ပြောတာ business ဆိုပြောတော့နော်ပို့ပြီးတော့လုတ်ဖြစ်နေတယ်ဗျာအဲ့မှာကျွန်တော် shock ဟာငါပြောနေတာကြံ့ကြံ့ခံရမယ် resilient ဖြစ်ရမယ် resistant ဖြစ်ရမယ်ဆိုတဲ့သဘောကကျွန်တော်စီးပွားရေးစခန်းလိုက်ပြောရင်ပေးလို့ရှိတာလေးနဲ့ပဲငင်ငင်လေးနေလို့ပြောတာပေါ့တို့ဆိုတယ်ဒီလူတွေကရှိတဲ့ဟာလည်းမဟုတ်မျက်တောင်မျက်နေတယ်အောင်လဲအောင်မြင်နေတယ်ဆိုတော့တွေ့တယ်ခေါ်ကျွန်တော်လန့်သွားတယ်ဆိုတော့ဒီလူတွေကိုကျွန်တော်ပြန်လေ့လာတဲ့ခါမှာ၃ချက်လောက်တွေ့ရတယ်တစ်ချက်အဲ့လူတွေထဲမှာနာမည်ကြီးလူတယောက်မှမပါဘူး ဆိုတဲ့သဘောကဘယ်အသင်းဖွဲ့မှလည်းမပါဘူးဘယ်နာမည်ကြီးတဲ့ထဲလည်းမပါဘူးဘယ် Facebook ရဲ့ influencer လည်းမဟုတ်ဘူးနှစ်ချက်ဖြစ်လာတဲ့အချိန်တွေမှာဖြစ်လာတဲ့အကြောင်းများအလုံးကိုလေ့လာတယ်သိရှိတယ်လိုအပ်ရင်လိုအပ်တယ်လို့ပြင်ဆင်ဖို့တော့ကိုသူတို့က very flexible သမားတွေဖြစ်တယ်သုံးချက်မြင်သမျှအလုံးကို opportunity လို့သူမြင်တယ်ဒါလေးအတွေ့အခေါ်လေးရှိသွားတဲ့အတွက်ကျွန်တော်ဒီနေ့တော့ဘာကောင်းစင်နဲ့ပြောချင်တယ်ဆိုတော့ resilient to agility ဆိုတဲ့ဟာလေးကိုကျွန်တော်က ြောချင်တာပေါ့နော်ဒီ resilient ဒီစဉ့်စဉ့်ခိုင်ပြီးတော့ခနိုင်စား agility ဖြစ်လာတဲ့အခြေအနေပေါ့အကောင်းဆုံးကိုဘလို့အကြာရေပေါ့နော်ပေါင်းဆက်ပြီးတော့လုပ်သွားမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ကပြောချင်တာပါနော်အဓိကအဲ့ဒီမှာလည်းအချက်က၃ချက်ပါပဲနော်ဆိုတော့ပထမဆုံးတစ်ချက်ကတော့ခေါင်းစဉ်ဖြစ်တဲ့ resilient to agility ဒုတိယအကူက frugal innovation နော် frugal innovation ဆိုတာတော့ရှိတာလေးနဲ့အကောင်းဆုံးနဲ့နော်ဈေးအနည်းဆုံးဖြစ်အောင်မလုပ်မလဲအဲတတိယချက်ကတော့ကျွန်တော် three box solution framework လေးကိုကျွန်တော်ရှင်းပြချင်တယ် ဆိုတော့နံပါတ်1က resilient လို့ပြောလိုက်တဲ့ခါမှာကျွန်တော်ကတခုခုဆိုရင်ထုံနော်ဒီ resilient ကဘာလဲဆိုတော့ bounce back ခုလို့ရင်ကိုယ်ကြက်ကြက်ခိုင်ထားတဲ့ခါမှာထိလိုက်ပြန်ပြီးတော့နောက်ဆုတ်တဲ့ဟာကိုကျွန်တော်တို့က resilient လို့ခေါ်တယ်အေးအဲ့ဒါဆိုရင်ဒီ resilient ကိုအဲ့လို down ပါဖြစ်လာတဲ့အခြေအနေကိုကိုမြင်မြန်နားလည်အောင်လုပ်မယ်မြန်မြန်သဘောပေါအောင်လုပ်ပြီးတော့အဲ့ဒီပုံမှာ adaptation နော်ရင်းနှီးကျွမ်းဝင်အောင်အသားကျအောင်လုပ်လိုက်ပြီးတော့အဲ့ဒီပုံမှာအကြိုက်ရှိလိုက်တဲ့ခါကျရင်အဲ့ကောင်ကျတော့ဘာဖြစ်လဲဆိုတော့ bouncing forward ဖြစ်သွားတယ်။ dong dong ဒီအောက်တစ်ခုထိတယ်။ဒီနောက်တစ်ခါခုန်တက်တဲ့ခါမှာခုနထဲ့တော့မြင့်သွားတယ်။ bouncing forward နော်ရှစ်ရှစ်ကိုရောက်သွားတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောတာ။ဆိုတော့သူတို့ကဘယ်လိုသွားလဲဆိုတော့တစ် very simple ဖြစ်လာတဲ့အခြေအနေကိုပဂတိတိုင်းမြင်တယ်။ဘာမှပုတ်ကိုရေးလောဘဒေါသဘာမှမပါဘဲနဲ့ပဂတိအခြေအနေကိုသူဘာဖြစ်နေလဲဆိုတဲ့ဟာကိုမြင်တယ်။လုံနိုင်တာနဲ့မလုံနိုင်တာကိုတိတိကျကျသူတို့ခွဲခြားတယ် ဒီတိုင်းနဲ့ဒါဆိုဖြစ်နေဒီတိုင်းနဲ့ဒါဖြစ်နေဆိုတော့တော်တွေးပြီးသားအဲ့မှာမှ तू ကအဲ့လိုက်အလုံးစဉ်းစားပြီးတဲ့ခါမှာ तू ကဘာလို့လဲဆိုတော့ကဲအဲ့ဒါဆိုငါကြုံနေပြဿနာကဘာလဲဆိုတဲ့ problem ကို तू ကကြည့်လိုက်တာပြီးတော့အဲ့ problem ကိုကြည့်လို့မြင်သွားတဲ့ခါမှာ तू ရိုးရိုးပဲမြင်တာနော် तू ဘာလို့လိုက်လဲဆိုတော့ရှင်းနေနေဟာငါပဲဘာရှိလဲမရှင်းနေနေဟာငါဘာရှိလဲအဲရှင်းဖို့မလိုသေးတဲ့ဟာဘာရှိလဲဆိုရှင်းလိုက်ပြီးတော့အဲ့ဒီနည်းငါဖယ်သွားမလဲဆိုတာကိုသူတို့မြန်မြန်စဉ်းစားပြီးတော့စိတ်ခေါမှုတွေထဲမှာ risk ဆာဘာရှိတယ်အဲ့ risk ဆိုငါဘယ်လိုကျော်လာမလဲဆိုတာဒါပဲတွေးတာ တွေးလိုက်ပြီးတော့သူစမ်းပြီးတော့စပြီးတော့လှုပ်ကြည့်တယ်ချက်ချင်းအသားကြောင်လှုပ်ပြီးတော့စူးစားကြည့်တယ်ရုံငန်ကြည့်တယ်ဖြည်းဖြည်းချင်းအဲ့ပေါ်မှာနော်ရှစ်ဆက်ပြီးတော့သွားမိလာနော်အဲဒုတိယချက်အသုံးစိတ်ကိုသူတို့စဉ်းစားတယ်မယံအခွင့်အရေးလည်းမရဘူး ော်ကျွန်တော်တို့ဒီလိုခေကြီးမှာဆိုတော်တော်များများခဲတော့ကျွန်တော်သိပါတယ်တနေ့ဟာလေလှုပ်ရှားစရာမရှိဘူးမြေကြီးကိုပဲဈေးကစားရင်ကစားရင်ကစားရင်နဲ့ဟိုမြေကြီးဈေးဆိုတာတကယ်ဟိုကြောက်ခမန်းလေးကြီးဈေးတွေဖြစ်ကုန်ပြီပေါ့နော်ရန်ကုန်တို့မန္တလေးတို့မှာနော်ဒါဒီဈေးကြီးတွေကတချိန်ကြီးကြရင်ဘာတို့ခါရောက်မလဲကိုမသိဘူးအဲသူတို့ကအဲ့ရမပါဘူးသူတို့ကဘာလုပ်ထားလဲဆိုတော့သူတို့ကဈေးထဲမှာဘယ်ဟာတော့တကယ်တုံးတဲ့တယ်ဘယ်ဟာတော့တကယ်ဒီအချိန်မှာရင်းနှီးမြှုပ်နှံတဲ့လဲဘယ်ဟာတော့တကယ်ကိုဈေးအနေနဲ့ short တဲ့တယ်ဆိုတော့တွေးပြီးတော့အပိုင်းပိုင်းသူတို့ဖြတ်တာရှိတယ် အဲ့တော့ဖူကအနေနဲ့ခေါ်တော့နော်ဆိုသူတို့လုပ်တဲ့ခါမှာ create တစ်ခုလုပ်လိုက်တယ်အဲ့ကောင် effectiveness တကယ်ကိုထိရောက်လားဘယ်လောက်ထိရောက်လဲအဲ့နောက်တစ်ခုပါဖြစ်ရဲ low cost solution မြန်မြန်ပြီးနိုင်မယ် low cost solution မျိုးဘာရှိမလဲအကယ်လို့ကို customer ကိုပစ္စည်းတစ်ခုထုတ်ပြီးတော့ရောင်းတော့မယ်ဒါရောင်းမှုပစ္စည်းရတယ်ခုတပါအရေးတက်ကရမ်းနေတယ်အများကြီးလည်းမဟုတ်ဘူးဆိုရင်ခုပါရှိတဲ့လက်ရှိရှိတဲ့ customer စီးငုံတို့ယူပြီးတော့ phone set တင်ဆက်တယ်အဲ SMS ပို့တင်ပို့ပြီးတော့တခါလေးရောင်းထည့်လိုက်တာနော်ဟို Facebook မှာကြုံကြတာတို့ Facebook တွေကြုံကြတာတို့မလုပ်တော့ဘူးမလိုအပ်တဲ့ cost တွေကိုဟိုကြောင့်မခံတော့ဘူးဟုတ်ပြီနော်အဲနံပါတ်3ချက်နံပါတ်3ချက်ကျတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခေါ်တော့3 box solution လို့ခေါ်တော့ပါနော်ဆိုတော့ box နံပါတ်1ကတော့ manage the present လက်ရှိရှိတဲ့အချိန်မှာကိုယ့်ကိုယ်လို့ဘယ်ဟာငါတို့လုပ်လို့ရလဲဘယ်ဟာလုပ်လို့မရဘူးလဲ manage လုပ်ဘယ်ဟာတော့ငါတို့ဆက်သွားရမယ် acceptance เนาะဘယ်ဟာတော့ငါတို့နည်းနည်းပြင်ရမယ်เนาะလုပ်ချင်တဲ့ပတ်သက်လို့ ည်းနည်းပြောင်းလဲပြင်းတယ်โอเคပြောင်းလဲမယ်လူတွေကစနေနေ့ကိုပို့ပြီးတော့ပြင်ထွက်ကြတယ်โอเคအဲ့ဆိုရင်ငါတနင်္လာနေ့ကိုလူတိတ်မထွက်ဘူးတနင်္လာနေ့ရုံးပိတ်ပြီးတော့စနေနေ့ကိုဟာမျိုးမှာငါလူပို့ထက်မယ်ဒါမှမဟုတ်အဆိုင်သုံးဆိုင်ခေါ်သွားမယ်အဲ့ဒါသူ daily operation ကိုအဆင်ပြေအောင်သူစားတာ box number 2ကြတော့ခက်တယ်ခင်ဗျားတို့ကျွန်တော်တို့တက် select to forget the past အရင်ကရွှေဒီဆောင်ခဲ့တာတွေဖြစ်ခါတာတွေမိတ်ထလိုက်တော့ချိုးကိစ္စတွေကကျွန်တော်တို့ကဒါရုပ်ကင်ထားလို့မရွေးနိုင်တာ နော်ကျွန်တော်လူကြီးတော်တော်များများတွေ့ဦးပါတယ်အခုဆိုရင်じゃကျွန်တော်ကြုံလို့ပြောတာပါနော်ဒီ generation baby boomer တွေနဲ့နော်နောက် generation z တို့ generation alpha တွေစကားပြောရင်ငါတို့ခေတ်တုန်းကတော့ဘလို့กว่าဒါလေးကတိပ်ပြီးသားတက်ပြီးသားဆိုရင်သွားပြောတဲ့ခါမှာခလေးတွေကအဲ့ပုံမှာနည်းနည်းလေးသူတို့ပဲအစာမကြေတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကတိနေတယ်ခကြီးမှာအဲ့အဖိုးတို့ခင်မှာ AI လည်းမရှိဘူး digital လည်းမရှိဘူး social media လည်းမရှိဘူးဒီခေတ်ကမှရှိလာတာ ဲ့တော့ငါတို့ခေတ္တလို့တော့လွယ်လွယ်လေးကပြောတဲ့ခါမှာဒီလူကြီးတွေငါတို့လိန်နေတာလားဆိုတာတွေးခေါ်မှုဝင်သားတတ်တယ်။ဆိုတော့ကိုကဘာလို့အောင်လဲကိုကဥစားနဲ့လူဖြစ်နေပြီဆိုတဲ့ခါကျရင်ရွေးပါဒီတပိုင်းကတမိုင်းပဲပြောလို့လည်းဘာမှမထူတာမှမဆိုရင်ဖယ်ထားလိုက်ကိုလုပ်ငန်းထဲမှာလည်းချို့လုပ်ငန်းတွေချရေးလိုက်လုပ်ငန်းတွေချရေးလို့တက်ကရ30ရှိတယ်တက်ကရ30မှာမှအညာဆုံးက30တို့6တို့8တို့3မြောက်ဆိုဖယ်ထားလိုက်ခဏလောလောဆယ်ဘာမှလုံးမရဘူးဖယ်ထားလိုက်ရှိတယ်ကျွန်တော်တို့တက်ကရ9ကိုဖိလောက်ကြပို့ပြီးအားထည့်လိုက်အဲ့မှာအလုပ်ဖြစ်တယ် box number 3ကြတော့ဘာလဲဆိုတော့ create a future ကောင်းပြီဒီပုံစံနဲ့ဆက်သွားရင်ဘာဖြစ်နိုင်လဲဘာလုပ်နိုင်အဲ့တက်ကကြိုတင်ဘာပြင်ရမလဲစေကူရမှာမဟုတ်နော်ကြိုတင်ပြီးဘာပြင်ရစဉ်းစားအဲ့ကြိုတင်ပြီးဘာပြင်ရမလဲဆိုရမှာလေ plan A ထား plan A မှာအမောင်းမြင် plan B ရွှေ့နေနေဆိုတဲ့အမျိုးကိုထည့်ရလားဘာပဲလာလားပြန်ပြောင်းဖို့လုပ်လို့ရအောင်လုပ်ထားဖို့ပါရေးကြည့်တယ်ဒါမှလည်းကျွန်တော်တို့ successful business တစ်ခုအနေနဲ့ကျွန်တော်ဖြစ်သွားမှာပါအဲ့နောက်ဆုံးကျွန်တော်ဘုဒ္ဓရာပါကျွန်တော်ပေါ့နော် အားလုံးလည်းသိပါတယ်ကျွန်တော်ရေငလေးနဲ့ခံရတဲ့နေပြည်တော်ပြီးတော့ကျွန်တော်ပတ်စံချီးတဲ့ဟာကိစ္စကြီးချီးပါလားလို့ကျွန်တော်အကြံဉာဏ်ပေးတဲ့ခါမှာခုနကျွန်တော်ပြောတဲ့အဲ့လိုသူ့ကို flexible ဖြစ်တဲ့လူတွေကကျွန်တော်စီရောက်ချလာပြီးပြောတယ်ဆက်ရတဲ့ကျွန်တော်တို့မလိုဘူးတဲ့ကျွန်တော်အောင်းပါခင်ဗျားတို့ဒီလောက်ထိကြခိုက်တာလားမခဲတော့မလိုဘူးလားမလိုဘူးဆရာတဲ့ဟာဘာဖြစ်လို့လဲဆိုတော့ဒါတွေဖြစ်တာနဲ့ကျွန်တော်ချက်ချင်းပြောင်းလိုက်တယ်နော်ခိုးလောင်တွေကိုကျွန်တော်အဝေးမှာဆောက်ထားလိုက်တယ် ကိုရောင်နဲ့တခြားပဲရှိတယ်ဒီပြဿနာဖြစ်ကျွန်တော်ကနိုင်ငံအလုံးနဲ့ကျွန်တော်ပို့လို့ရတယ်သူစိတ်နဲ့သူနဲ့အကုန်ရောက်တာဆွမ်းဆောင်နိုင်တယ်ဟာအဲ့ဆိုရင်ခဲတော့မရှုံးဘူးလားမရှုံးနဲ့ပြင်ဆရာတယ်ရှိတဲ့အရင်အရင်ခက်တယ်လဲဆိုတော့ကျွန်တော်ပို့လို့မြတ်သေးတယ်ဟာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဆရာတဲ့ဒီမိုင်းကြီးကဒီလောက်ရှိတယ်တကယ်လုပ်ပေးနေတဲ့ supply ကဒီလောက်ပဲရှိတယ်ဒီဒီမိုင်းဒီဒီမိုင်းတစ်ခုလုံးပြုတ်တယ်ကျွန်တော်တို့တည်တည်လေးလိုက်ဖြစ်ရတဲ့ကိစ္စလောက်ရတဲ့ကိစ္စမရှိဘူးလေအဲ့ဒီမှာကျွန်တော် idea ရပါလားဒီလိုလူမျိုးတွေက resilient ကိုကြော်ပြီးတော့နော် adaptation ရောက်သွားပြီအကြရောက်သွားပြီဆိုပြီးတော့ဆိုတော့ကျွန်တော်ရဲ့ဒီညီကောင်မှာဗာပြောချင်တာလဲဆိုတော့ခင်ဗျားကျွန်တော်အခုကျွန်တော်တွေးနေတဲ့ resilience ကစစင်းစားတော့နော်ကျွန်တော်တို့ဘယ်လိုသွားမလဲဖြစ်လိုက်မှအခြေအနေဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကမသေးကြတဲ့ခါခါကြီးဖြစ်နေတဲ့ခါကြောင့်ကိုကချင်းပြောင်းပြီး model တခုလို့မတိဆောက်သေးခင်ဗျားတို့ကျွန်တော်တို့စီးပွားရေးတွေရေရှည်ကောင်းစရာလားလားမရှိဘူးစိတ်ခေါမှုနေနေပြင်းနေတယ်အဲ့ဒါလေးပြောရင်လည်းကျွန်တော်ညီကောင်ချက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Thank you.